စင်ကာပူမှာ domestic help အလုပ်ရတာလွယ်ပြီးတော့အပြင်အလုပ်ရဖို့အတွက်ဘာလို့ခက်တာလဲကိုကအရေးရှင်းတွေအကုန်ရှိရတဲ့အဲဂျင့်မှာဘာပဲနဲ့ကိုပါကိုအလုပ်ရှာတဲ့အခါဘာလို့မရတာလဲ the reason is quota system စင်ကာပူမှာ quota system ဘာကြောင့်တောင်းတာလဲ quota system ဆိုတာဘာလဲစင်ကာပူအစိုးရကနိုင်ငံခြားသားအလုပ်သမားတွေကိုလက်ခံဖို့အတွက်တတ်မှတ်ထားတဲ့စီကံတစ်ခုပဲဖြစ်ပါတယ် ဒီစီကတ်အရာကုမ္ပဏီတစ်ခုကနိုင်ငံခြားသားအလုပ်သမားတွေအများကြီးခန့်လို့မရပါဘူးဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကုမ္ပဏီတစ်ခုကအလုပ်သမား၁၀ယောက်လို့ရတယ်ဆိုရင်အလုပ်သမား၅ယောက်ကစင်ကာပူနိုင်ငံသားဖြစ်ရမှာပဲဖြစ်ပါတယ်ကျန်တဲ့၅ယောက်ကနိုင်ငံခြားသားခန့်လို့ရပါတယ်ဘာကြောင့်စင်ကာပူမှာကိုတာစနစ်ကိုတောင်းရတာလဲဆိုရင်စင်ကာပူနိုင်ငံကနိုင်ငံတစ်တစ်လေးတစ်ခုဖြစ်ပြီးတော့လူဦးရေနည်းတဲ့နိုင်ငံဖြစ်ပါတယ် လူဦးရေနည်းတဲ့နိုင်ငံမှာနိုင်ငံသားအတွက်အလောက်ကင်တွင်ရှိအောင်ထိမ့်ထိန်ဖို့နဲ့နိုင်ငံခြားသားအလောက်သမားတွင်ကိုမမြအောင်လို့ကိုတာစနစ်ကိုတုံးတာပဲဖြစ်ပါတယ်။ဒါကြောင့်စင်ကာပူနိုင်ငံသားတွင်ကအလောက်နှဲမှာကိုစိုးရိမ်စရာမလိုပဲနဲ့နိုင်ငံခြားသားအလောက်သမားတွင်လည်းအလောက်ကင်တွင်ရရှိအောင်ကိုတာစနစ်ကိုတုံးတာပဲဖြစ်ပါတယ်။ဒါကြောင့်မယ့်ကျွန်တော်တို့နိုင်ငံကလူတွေအတွက်စင်ကာပူမှာကိုယ့်ဘက်ကိုအလောက်ရှာတဲ့အခါအလောက်ရဖို့ခတ်သွားတာပဲဖြစ်ပါတယ်။ အေဂျင့်နဲ့အလုပ်ရှာမယ်ဆိုရင်မြန်ပါတယ်။ဘာလို့လဲဆိုရင်တော့ကိုတိုင်ရှိတဲ့အလုပ်တွေကအေဂျင်စီရောက်နေလို့ပဲဖြစ်ပါတယ်။ကိုဘကိုရှောက်မယ်ဆိုရင်တော့အများကြီး apply လုပ်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကိုဘသာအလုပ်ရှာတဲ့အခါဘယ် website ကနေရှာရမလဲ၊ဘယ်လိုရှာရမလဲမသိဘူးဆိုရင်တော့ကျွန်တော် comment အောင်မှာမှိုက်ခဲ့ပါ။နောက်ဗီဒီယိုမှာကျွန်တော်တင်ချလေးအသေးစိတ်ရှင်းပြသွားမှာပဲဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ Facebook မှာကြည့်နေဆိုရင်ကျွန်တော်ရဲ့ skyline carrier page ကို follow လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်